ရှေကေပအုပ်လူငယ်တွေရဲ့ချစ်သူရေးစာတတ်မှတ်ခြင်းအကြောင်းအားလုံးပဲမင်္ဂလာပါရှင် NSD Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ရှေကေပအုပ်လူငယ်တွေရဲ့ချစ်သူရေးစာအဖြစ်တတ်မှတ်ခြင်းအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါနဲ့ပအုပ်တချင်းတွေမှာအမြဲပါလေးရှိတဲ့ကျူကူလက်ဆောင်ဆိုတဲ့ကောက်မလေးကိုလက်ဆောင်ပစ္စည်းပေးရခြင်းရဲ့အကြောင်းရင်းကိုပြပြတော့မှာဖြစ်ပါတယ်အရင်ခေတ်ပအုပ်လူငယ်တွေဟာအပြုံမင်းကလေးတယောက်တည်းကိုမဟုတ်ပါဘူး သူတို့ကြိုက်တဲ့အပြိုတိုင်းလူလူကိုရင်းစားစကားပြောကြပြီးတော့အဖြေတောင်းကြပါတယ်။တစ်ချိန်တည်းမှာပဲကောင်မလေး၄ယောက်၅ယောက်စီကနေအဖြေရပါတယ်။ကောင်မလေးတွေကလည်းကောင်လေးတယောက်ထွဲကိုပဲအဖြေပေးတာမဟုတ်ပါဘူး။သူတို့ကိုအဖြေတောင်းတဲ့လူပြိုတိုင်းကိုချစ်တယ်ဆိုတဲ့အဖြေပြန်ပေးကြပါတယ်။ဒါပေမဲ့အဖြေရတိုင်းနဲ့ချစ်သူတွေလို့သူတို့မတတ်မှတ်ကြပါဘူး။တကယ်ချစ်မြတ်လို့ပြီးလက်တတဲ့အထိရည်ရထားတဲ့သူမှသာကောင်လေးတွေကလက်ဆောင်ပစ္စည်းဖြစ်တဲ့ရွှေလက်စွပ်အစာရှိသဖြင့်ပေးထားပြီးတော့ချစ်သူအစ်စ်လို့သတ်မှတ်ကြပါတယ်။ ဒီလိုလက်ဆောင်ပြသပေးထားခြင်းအပြင်ကောင်မလေးတွေဘက်ကလည်းကောင်လေးကိုသူ့ရဲ့ချစ်သူလိုလူသိရှင်ကြားပြပြရေးကြပါတယ်။ဒါပေမဲ့အခုခေတ်မှာတော့ဒီထုံးစံကပျောက်ဆုံးသွားပါပြီ။အပြေပေးလိုက်ပြီဆိုတာနဲ့ချစ်သူရင်းစားလို့သတ်မှတ်ထားကြပါတယ်။ကိုကိုလက်ထက်တဲ့ဒီယူရလားမယူရလားဆိုတာမတွေ့ဘဲနဲ့ဘဝတစ်ခုလုံးကိုပုံအပ်ပြီးတော့ချစ်ကြပါတယ်။တကယ်တော့အရင်ခေတ်ကထုံးစံတိုင်းနဲ့ဆိုရင်မိန်ကလေးတွေအတွက်ပိုကောင်းမယ်လို့ထင်ပါတယ်။ယောက်ျားလေးတွေကရည်စားအများကြီးထားပေမဲ့လက်ထက်တဲ့အထိယူရထားရင်တော့လက်ဆောင်ပြည့်စည်ပေးရပါမယ်။ လက်ဆောင်ပစ္စည်းပေးထားပါကောင်မလေးကလည်းလက်ဆောင်ပေးထားတဲ့သူမှသာသူ့ရဲ့ချစ်သူလို့သတ်မှတ်ပါမပေးထားရင်တော့ချစ်သူလို့မသတ်မှတ်ပါနဲ့ဒီလိုမှသာယုံကြည်မှုရှိမှာမို့အရင်ခေတ်ထုံးစံကိုတုံးကြည့်ဖို့အတွက်အကြံပေးခြင်းပါရဲ့နော်ပရိသတ်တွေကလည်းဘယ်ထုံးစံကပိုအဆင်ပြေမလဲဆိုတာကိုမမရေးထားပါ